စင်ဟောင်းဒေါ်မွန်ရဲ့ပွဲမှာမြင်တွေ့ရမယ့်ဟာလန်ရဲ့မဲလိုက်စာအားလုံးပဲမင်္ဂလာပါ CD Insider from Burma ကပြန်လဲကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဗုဒ္ဓဦးနေညကျန်တာပရင်းနေမနဲ့တနားယူပွဲအချိန်မှာကစားသွားမယ့် Manchester City ဒေါ်မွန်ရဲ့ပွဲကိုပွဲကြိုး30ချက်ပြုလုပ်ပေးကြပါတယ်မဆခင် CMB ကို YouTube မှာ Subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ကျန်ရတဲ့စူပါဆန်ဒေးမှာတော့စီတီရဲ့အတွက်တွင်းကိုနှစ်ကိုရယူပြီးဆက်ရုပ်အခါနဲ့အောက်ပွဲခံဟန်ကိုဟာလန်တယောက်အိမ်ကွေးပရိသတ်တွေရှေ့မှာအသက်သွင်းသွားပါတယ်။ပွဲပြီးမှဘက်ကွာရီလာကဟာလန်ကိုမက်ဆီရော်နယ်ဒိုတို့နဲ့ခိုင်းနှိုင်းသွားတာပါ။ဘုံပေါင်းတဲ့ပွဲမှာနှစ်ကိုသွင်းပြီးနောက်ဒါဟာအာလန်ဟာလန်အတွက်ဒီရသည့်အိမ်ကွေးပရီးမီးယားလိပွဲစဉ်၄ပွဲစတိုက်နှစ်ကိုစီတွင်းယူနိုင်တာလည်းဖြစ်လာခဲ့ပါတယ်။ဟောလိုဝင်းကပြီးသွားပြီမဲ့ဟာလန်ရဲ့အိမ်ကွေးတွင်းကိုတွေကတော့ပြီးသွားအောင်မှာမဟုတ်သေးတဲ့အကြောင်းအဝေးကွေးလာကစားမဲ့ဒေါ်မွန်နေနဲ့အတော်လေးတတိထားကစားဖို့လိုအပ်နေပါတယ်။ နော်ဝေးတိုက်စစ်မှုကအသင်းဟောင်းဒေါ်မွန်မှာ200ဒီခွဲကစားခဲ့ပြီး89ပွဲမှာ86ဂိုးတွင်းပြီးတော့16ဂိုးဖန်ပြီးပေးနိုင်ခဲ့သူပါဘွန်နလီကာအသင်းတို့က2020 2021 DFB ပိုကယ်ဖလားရရှိအောင်လည်းအကူအညီပေးနိုင်ခဲ့ပါတယ်ဒီစုဖလားကဒီဘက်နှစ်တွေတဲ့ဒေါ်မွန်ရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုလို့လည်းပြောလို့ရပါတယ်ဒီပြနီကိုကိုဗက်စ်ရဲ့အသင်းကဒီရဒီမှခြေစွမ်းကောင်းနေတဲ့ခရီးဆက်နေတဲ့အသင်းမှာတိုင်ပွဲစုံ14ပွဲကစားထားပြီးဘိုင်ယန်တင်းတဲ့ကိုပဲ2-1နဲ့ရှုံးနေထားပါတယ် မတ်ပေးပြိုင်ပွဲမှာအဆင့်3ချန်ပီယံလိပြိုင်ပွဲမှာအဆင့်6နဲ့ UCL ပွဲစဉ်၄မှာ City ကိုလာရောက်ယင်ဆိုင်ဖို့အသင့်ဖြစ်နေမှာပါဒါအပြင်ချန်ပီယံလိ3ပွဲကစားပြီး Twin Go 12ဂိုးနဲ့ PSG ရဲ့နောက် UCL မှာဒုတိယ Twin Go အများဆုံးအသင်းဖြစ်လေရပ်တည်နေပါတယ် Expected Goal Ratio 7.5မှာ12ဂိုးအထိ Twin ထားတဲ့ Dortmund ကကံချက်ကို Goal အဖြစ်ပြောင်းလဲနိုင်သွားမှာ38.5ခန့်လုံးနဲ့အသင်းတိုင်းထပ်ပိုမိုတာလုံနေတာပါသို့တော့ BBB လို့နာမည်ပြောင်းရလာတဲ့ဒီအသင်းဟာအောက်တိုဘာ16ရက်နေ့မှာ ဘိုင်းရန်နဲ့ရင်ဆိုင်တွေ့မှာတော့ဟယ်ရီကိန်းကိုတားဆီးနိုင်ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။ဒီအသည့်ထိတ်တန်းအဆင့်ခြေစွမ်းကောင်းတွေကိုပြသနေတဲ့အာလင်းဟာလန်ကိုရင်ဆိုင်ရမှာရော BVV တွေဒီတစ်ချိန်ကိုမပေးအောင်အားထုတ်နိုင်မလားစိတ်ဝင်စားဖို့ကောင်းနေပါတယ်။မန်စတီးရဲ့တိုက်စစ်မှုဘက်ကတော့ရှင်းပါတယ်။ပရီးမီးယား၁၀ပွဲမှာ၁၃ဂိုးချန်ပီယံလိ၃ပွဲမှာ၄ဂိုးအသင်းအတွက်သွင်းယူပေးထားပါတယ်။ဂိုးမှာဂိုးဖြစ်နေတဲ့တိုက်စစ်မှုမျိုးပါ။အသင်းအောင်တဲ့အတွက်မဟာလန်ချိုးဖျက်ရမယ့်စံချိန်တစ်ခုကလည်းစောင့်မျှော်နေပါတယ်။ မတူညီတဲ့အသင်း၃တင်းနဲ့ချန်ပီယံလိ၅ဘွဲ့ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ကစားသမားဆိုတဲ့စံချိန်မှာရဘူးဆဲဘတ်နဲ့၅ဘွဲ့ဆက်ဒေါ်မွန်နဲ့၆ဘွဲ့ဆက်ကိုတော့ဂိုးတွေသွင်းယူထားပြပြီးပါပြီအခုမန်ချက်စတာစီးတီးနဲ့လုပ်ပြရမယ်အဲ့ပါ၂021မန်စီးတီး2-1ဒေါ်မွန်ပွဲကိုမှတ်မိကြပါလိမ့်မယ်ဒီပွဲမှာဂျွန်စတုန်းဟာလန်တို့စီကလှပတဲ့သွင်းဂိုးတွေကိုမြင်ခဲ့ရပြီးကန်ဆယ်လိုရဲ့ပေးပို့မှုကလည်းဂျွန်ဘာကစ်နဲ့ဟာလန်ကန်သွင်းသွားပုံကလည်းတကယ်အံ့ပွဲပါဂျာမန်ကလပ်နဲ့ပွဲမတိုင်ခင်မီဒီယာတာဝန်ကိုလည်းဟာလန်က က်ဂွာရီယိုလာနဲ့အတူပူးတွဲတာဝန်ယူသွားပါတယ်ဒီနံပါတ်9တက်စစ်မှုအတွက်တော့ခန်းစားချက်တွေရောပြုံးမဲ့ညတညကိုဖျက်တမ်းသွားရဖို့ရှိနေတာပါတစ်ဖက်မှာလည်းဒီပွဲမှာအသင်းကောင်းဆောင်ဘာနာဒိုဆေးဘာအတွက်ထူးခြားတဲ့ညတညဖြစ်လာဖို့ရှိနေပါတယ်ချန်ပီယံလိပြိုင်ပွဲမှာမန်စီးရီအတွက်ပွဲတရာမြောက်ကိုဘာနာဒိုဆေးဘာကစားသွားရမှာပါဒါဟာဒီပြိုင်ပွဲမှာပွဲတရာပြည့်မြောက်တဲ့၄ယောက်မြောက်ပေါ်တူဂီကစားသမားဖြစ်လဲမှတ်တမ်းရေးထိုးနိုင်မှာဖြစ်ပါတယ်ဘာနာဒိုချိန်မှာတော့ခရစ်စတီယာနိုရော်နယ်ဒို183ပွဲ PP ပွဲ120လူးဝစ်ပီကို103ပွဲလိုပါ အချက်တစ်ချက်ကိုဆွဲထုတ်ပြရရင်ပွဲတရာမြောက်မှာဘာနာဒို ရှေ့ကနောင်တော်ကြီးတွေအားလုံးနိုင်ပွဲကိုစီရခဲ့ကြဘူးပါတဲ့ဒီချိန်တော့ဘာနာဒိုဆေးပါအနှဲ့ပါဧပြီ2024ကလေးကတော့ဘာနာဒိုတယောက်ချန်ပီယံလိမှာနှစ်ပွဲဆက်ဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။ရှေ့ကဗီလာရီယားနဲ့ပွဲမှာ twin goal ရရှိထားတော့ဒေါမနဲ့ပွဲမှာပါဂိုးသွင်းပြီးနှစ်ပွဲစတိုက်ပြန်ပြီးတော့ဂိုးသိမ်းနိုင်တဲ့ highlight ကစားသမားဖြစ်လာဖို့တော့ဘာနာဒိုကြိုးစားသွားမှာပါ။စီးတီးကတော့ဒီနှစ်ချန်ပီယံလိမှာ၃ပွဲကစား clean sheet နှစ်ချိန်ရရှိထားပါတယ် ဒီညအီတီဟက်မှာတော့ပြန်လည်သွင်းကိုတွေမြင်လာရနိုင်ပါတယ်ဂျာမန်ကလပ်ကရှေ့က၃ပွဲမှာတပွဲကို၄ဂိုးနှုန်းထိတွင်းထားတော့ပါယူမီဒက်စ်ကို4-4 Athletic Club ကို4-1 Copenhagen ကို4-2တွေနဲ့အသီးသီးအနိုင်ရရှိထားပါတယ် European Cup ဒါမှမဟုတ် Champion League တိုင်းမှာတပွဲကို၄ဂိုးနှုန်းနဲ့၄ချိန်သက်သက်တွင်းနိုင်တဲ့အသင်းဖြစ်တော့ Dortmund ဘက်ကမှတ်တမ်းတည်ရေးထိုးသွားနိုင်ဖို့အခွင့်အရေးရှိနေပါတယ်သို့တော့ဒီတစ်ချိန် City နဲ့လာတွေ့နေတာကတော့ Dortmund တော့ပြန်မကောင်းတာပါပဲကျေတော့မလွယ်ပါဘူး data တွေမှတ်တမ်းတွေကိုခဏထားပြီးဒီနှစ်သင်းမှာခြေစွမ်းပြနေတဲ့ကစားသမားတွေနဲ့ပွဲထွက်လာနိုင်တဲ့အခင်းအကျင်းဘက်ကိုကျွန်တော်တို့သွားကြည့်ကြပါမယ်။ AC Mercedes ကတော့4141နဲ့ဖြစ်လဲ433နဲ့ပဲပွဲထွက်လာမှာပါ။ New Sierra တွေဘက်မှာ Top 8အတွင်းဝင်ရောက်ချင်ရင်ဒီပွဲကအနိုင်ကံဖို့လုံနေတယ်လို့လာမယ်။9ရက်နေ့မှာလည်း Liverpool နဲ့အရေးပါတဲ့အမှတ်ပြီးပွဲကိုကစားသွားရအောင်မှာပါ။ဂျိန်းဒေတာကတော့ဘုံပေါင်းတဲ့ပွဲကလူစီနဲ့ပတူညီတဲ့ပွဲတော်မှုကို Guardiola စီကမြင်တွေ့လာရပါလိမ့်မယ်။ ထန်စစ်မှာဂျွန်စတုန်းပါလာနိုင်တယ်လို့ဘယ်ကျဲမှာလည်းတန်ရာကသက်သက်လာတဲ့အင်ဒိုရီပွဲထွက်လာနိုင်ခြင်းရှိပါတယ်။ဂွင်းလယ်စင်ကပြီးပေါ်မှာရိုဒရီအစားမီကိုပဲဆက်လက်ပွဲထွက်လာပါလိမ့်မယ်။ဘတ်စူပေါင်းနေရာမှာတော့ရိုင်းဒါညာကျဲမှာပါနာဒိုတို့ရှိနေပါမယ်။ဒါကတော့ပြည့်စည်ကျင်တာကိုမှန်းဆကြည့်ရပါ။ဂျန်နေနေရာတွေကတော့အပြောင်းလဲမရှိဘူးများပါတယ်။မန်စီးတီးဘက်မှာတော့ဟာလန်ကအခြေစွဲအမြင့်ဆုံးပုံစံမှာရှိနေပြီ။ဒီရသည်73ပွဲကစား၁၈ဂိုးဒီအတင်းအတွက်တွင်းယူပေးထားပါတယ်။တခြားကစားသမားတွေကတော့ဂိုးပေါင်ပတ်သက်မှုတော်လေးကိုအားနေနေတာပါ။ဧည့်သည်ဘက်ကိုကြည့်ရင်တော့ခရိုအေးရှားနီးပြ နီကိုကိုဗက်စ်က343အထိုင်နဲ့ပဲပွဲထွက်လာအောင်မှာပါ။ဘိုင်းယန်ပြီးရင်ဂျာမနီမှာဒုတိယအကောင်းဆုံးခန်းစစ်ကိုဒေါ်မွန်လိုပိုင်ဆိုင်ထားပါရဲ။ဘန်စပေးနီအန်တန်အန်ဆယ်မီနိုဒီခန်းစစ်ကစားသမား3ယောက်တန်းကအတော်လေးကိုအားကောင်းနေတာပါ။ဒေါ်မွန်ရဲ့ကွင်းလယ်4ယောက်တန်းကတော့အတင်းနိုင်ပွဲတွေရဲ့အသက်အပြစ်လည်းဖြစ်နေတာမြင်တွေ့ရပါရဲ။ဒီယာမီချာဂရော့စ်မန်စီးတီးကိုရောက်မလို့ဖြစ်ခဲ့တဲ့ကူတိုတို့နဲ့အားကောင်းတဲ့ကွင်းလယ်ကိုပိုင်ဆိုင်ထားပါရဲ။တက်ရှိမူဂရာစီကတော့အထူးသတိထားသွားရမယ်ကစားသမားပါ။ ဒေါမွန်ကလည်းဒီအဒီမဘိုင်းရဲ့တင်းသေးကိုသာရှုံးနေထားတာကြောင့်ဒီပွဲကိုအင်ရှင်တွေကအသာအရနိုင်သွားမယ်လို့ယူဆထားရင်တော့ပြေးလိုက်ဖို့အကြံပြုချင်ပါတယ်။ဒီနှစ်တင်းကြထိတ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်လေမန်စီးတီးက3ပွဲနိုင်ဒေါမွန်က3ပွဲနိုင်တရီကတော့3ပွဲပဲရှိထားပါတယ်။နောက်ဆုံးတွေ့ဆုံခဲ့တာက2021ချန်ပီယံလိအုပ်စုအဆင့်မှာဖြစ်ပြီးမန်စီးတီးကတပွဲနိုင်တပွဲတရီကစားထားတာပါ။နှစ်တင်းပေါက်သွင်းကိုကလည်းဒီချိန်မှ3ဂိုးမကျော်ပါဘူး။2-1 1-2ဆိုတဲ့အနေအထားကိုပဲတွေ့ရလိမ့်ရှိပါတယ်။ ီပွဲကို Opta ရဲ့ Super Computer ကတော့ Ancient Man City နိုင်ငံကြီး64တက်တမ5ရာခိုင်နှုန်းပေးထားပြီး Dortmund နိုင်ငံကြီးကတော့70တက်တမ3ရာခိုင်နှုန်းသာရှိနေပါတယ်။ Opta ရဲ့ကမ္ဘာအဆင့်ယက်တီချက် Power Ranking ကိုကြည့်လိုက်ရင်လည်း Man City ကအဆင့်3မှာရှိနေပြီး Dortmund ကအဆင့်15မှာသာရှိနေပါတယ်။ Opta ရဲ့ခံမဲ့ချက်က64တက်တမ5ဆိုရင် CIB ကိုကြည့်နေတဲ့ကိုလူလိုလည်းတတိထားမိပါဒီလောက်ပမာဏကြီးဖြစ်သွားပြီဆိုရင်အပေါ်အသင်းရပဲအမြဲတမ်းနိုင်ရသွားတယ်ရှိရဲဆိုရဲအเจ้าမှာသူတို့ နောက်ဆုံးခံမှန်းချက်အနေနဲ့ CMB ကတော့ဒီပွဲမှာအင်ရှင်တွေဘက်ကပဲ3-1လောက်နဲ့အနိုင်ရသွားမယ်လို့ခံမှန်းပေးကြပါတယ်။ဒါကတော့ကြာတာပရင်းနေမနဲ့မှာကစားရမယ်။ဒေါ်မွန်မန်စီးပွဲကိုသုံးသက်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။